โอเคဒီကုန်းစာလေးမှာတို့อ่ะ x y z တန်မှုလေးတွေကိုအစားပေးပါမယ်ဆိုတော့ဒီ2ရဲ့ x ရဲ့ y square ရာမြောက်ထားတာမြောက်ထားတာဒါကြောင့်မလို့ x နေရာလေးမှာအစားထည့်မယ်ပြီးရင် y နေရာလေးမှာ negative 4 the whole square ပြီးရင်အနှုတ်လာမယ်ဒီ3ရဲ့ x square y ရာမြောက်ထားတာဟုတ်ပြီဆိုတော့ x တန်မှုလေးနေရာမှာ negative 1 the whole square ထည့်မယ် y နေရာမှာ negative 4ထည့်မယ်ပြီးရင် z ကတော့2 2 square ဆိုတော့ကျွန်တော်တို့ဒီမှာဒီ2ရဲ့ negative 1ရဲ့မြောက်တဲ့အခါဘယ်လောက်ရလဲဆိုရင်အပေါင်းနဲ့နှုတ်နဲ့မြောက်တာမဟုတ်အနှုတ်ရပါမယ်အဲ့တော့ negative 2ပြီးရင်ဟောဒီမှာ negative 4ပေါ်မှာ power ကဆုံးတယ်ဆုံးပြီးမှုလို့ရလာမယ်လက္ခဏာတွေအပေါင်းနဲ့ထွက်ပါမယ်အဲ့တော့လေးလေးလီးတခြားဒီမှာ negative 1ပေါ်မှာ power ကဆုံးကိန်းပြီလို့ရလာမယ်လက္ခဏာကအပေါင်းဖြစ်ပါတယ်အဲ့တော့3 multiply 1ဒီလိုကနေ4ဒါက2 square ဆိုတော့ဘာရလဲ2 ဟောဆိုတော့ဒီဘက်ကအနှုတ်နှစ်လေးရဲ့အပေါင်း16လေးရဲ့ဆိုတော့ဘာရမလဲဆိုရင်လက္ခဏာကအနှုတ်ရမယ်เนาะအပေါင်းနဲ့အနှုတ်နဲ့ပြောတယ်16လေး32 okay အဲ့ဒီမှာ3ရဲ့1ရဲ့4ရဲ့မြောက်တယ်အပေါင်းရဲ့အနှုတ်ရဲ့မြောက်တော့အနှုတ်ရမယ်၄3 32 okay အဲ့တော့ဒီမှာကားဆက်မလို့ဒီမှာတစ်ချက်ကြည့်ရအောင်ဒီ green လေးထဲမှာပြင်မာရှိရယ်1လေးရယ်အနှုတ်လေးရယ်ဒီအနှုတ်လေးရမြောက်ထားတာပါ နောက်နောက်မြောက်တော့အပေါင်းဆက်နေဒီလိုရှိဒီမှာ class 4 negative 32ဒီဘက်ကဘယ်လောက်ရမလဲ60ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကလက္ခဏာမတူဘူးမတူတဲ့အခါကျတော့အနှုတ်ကကြည့်ရမှာထွက်လာမှာပြအနှုတ်ပဲထွက်လာမှာအဲ့တော့တို့ကနှုတ်ကြည့်လိုက်မယ်32 60ဟုတ်ပြီလားနောက်ကျတော့4 6 60ဒါဆိုရင်ဒီဘက်လောက်ရအောင် these two, no?